ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဗဟန်းမြို့နယ်တွေက ရွှေကုန်တိုင်းဂုံတတာအစင်မှာရီးစားတဲ့စကားများပြီးကားလဲမပေါ်မှာလေအိတ်နေခဲ့တဲ့အမျိုးသမီးကိုတံတားဘော်ကဆင်းလာတဲ့ကားတစ်စီးကတက်ကြိတ်မိခဲ့တဲ့အတွက်သေဆုံးသွားရလို့လူမှုကွန်မြူနတီအသင်းတွေစီကသိရပါတယ်။မနေ့ကအောက်တိုဘာလ21ရက်နေ့ညပိုင်းမှာဗဟန်းမြို့နယ်ကပားအေးဖျားလဲမပေါ်ကရွှေကုန်တိုင်းတံတားအစင်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစကိုင်းတိုင်းလဟေမြို့နယ်ခမ်မော်လောဤကျော်ကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရှင်းနေအရွယ်ကလေးငယ်တရာအပါအဝင်၂ယောက်သေဆုံးပြီး၄ယောက်ကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCK ကအော်တိုဘာလ၂၁ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ပဲခူးတိုင်းရေတာရှဲမြို့နယ်ရော်သစ်ကျော်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာစစ်ကြောင်းကအော်တိုဘာလ20ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ကတန်ရင်မှုညီညီနိုင်အပါအဝင်စစ်၅ရောက်တေဆုံခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နှစ်စစ်စင်ရေးနေမြေကမနေ့ကထုတ်ပြန်ခဲ့ပါတယ်ဒီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကို DBB TV New Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။